ကိုဝင်ရရင်မင်္ဂလာပါ EV Cycle ရဲ့အလားလာတိပြစေတဲ့ Okay တကယ့်ကိုမေခွန်းကောင်းလေးပါအားလုံးမင်္ဂလာပါကျွန်တော်ကြောကြောင်းမှာ Motorbike Order တယောက်ဖြစ်ပါတယ်ကိုဝင်ရရင်နော် EV Cycle ရဲ့အလားလာဘယ်လိုရှိမလဲဆိုရင်ဒါပို့ပြီးမှတော့အရင်တစ်ဆာရင်ဈေးကွက်ကဟိုနည်းနည်းလေးဘယ်လိုလဲဒီလိုဖြစ်နေတယ်ပေါ့နော်အရင်ကျွန်တော်တို့ CD ပြက်တုံးဝဆိုရင်တော့ EV Cycle တွေကဈေးကွက်အရန်ကောင်းတယ်လူကြိုက်များတယ်နော်အရန်နဲ့ဟို popular ဖြစ်တယ်ပေါ့ဗျာဝယ်လို့အများတယ်ပေါ့ မလောစင်မှာတော့ဒါနူယာရီဆိုတော့မီးပစ်တာများတော့ EV ဆိုင်ကယ်ကိုလောစင်တိတ်မကြိုက်ကြအောင်နော်ဟိုတိတ်မကြိုက်ကြအောင်ပြီးရင်ဒါမီးပစ်တာများတော့အတွင်းကျိန်နေတယ် highway ထွက်ရတိတ်မလွယ်တော့ဘူးပေါ့အဲ့အတွက်လောလောစင်မှာတော့ EV ဆိုင်ကယ်ဈေးကွက်ကအယောင်းဝယ်တွေကအေးနေတယ်အေးနေတယ်ပေါ့နော်ဒါနောက်ပိုင်းမှာအလားအလာဘယ်လိုရှိနိုင်လဲဆိုရင်အဓိကတော့နော်နိုင်ငံတော်အစိုးရရဲ့မူဝါဒတွေပေါ်မှာလည်းမူတည်တာပေါ့နော်ဟိုနိုင်ငံတော်အစိုးရတွေကနော်ဥမာဒီအတွင်းဖို့ပေါ့ရစ်စစ်မီမှန်အောင်လုပ်ပေးနိုင်မယ်နော် အဲဒါမှမဟုတ်ရင်ကျွန်တော်ဆိုလာတွေပြည်သူလူထုကဆိုလာတွေပို့ပြီးမှ စင်လို့ရလာမယ်နော်ဈေးချူချူနဲ့ပေါ့ဆိုလာတွေဈေးချူချူနဲ့ပို့ပြီးမှစင်နိုင်လာမယ်အဲဒီလိုမျိုးဆိုရင်လည်းဒါ PV ဆိုင်ကြီးတွေကိုအစီးများလာနိုင်တယ်ဒါမှမဟုတ်ရင် charging station တွေကိုပို့ပြီးမှတိဆောက်ပေးလာနိုင်မယ်ဥမာလောလောဆယ်က EV ကားတွေအတွက်ပဲ charging station ကရှိသေးတယ်ပေါ်သေးတယ်ပေါ့ဆိုင်ကြီးတွေကတွန်းလို့ရတဲ့ဟာကြီးလည်းရှိတယ်ငါတချို့ EV ဆိုင်ကြီး အဲရောင်းနေတဲ့ကုမ္ပဏီတွေရှိပါတယ်ကုမ္ပဏီကြီးတွေမှာဆိုရင်တော့ဒါလုံးဝ EV ဆိုင်ကလေးတွေကိုအတွန်းလို့ရအောင်ကျွန်တော်တို့တခါတည်းတိဆောက်ပေးထားတယ် charging station ဥပမာဆိုရင် Honda showroom တို့ပေါ့နော် Honda showroom တို့ပြီးရင်ယာယီနဲ့အိုင်မာတွန်းလာတဲ့ဒီ Artman ကုမ္ပဏီကြီးတို့အဲဒီလိုမျိုးတွေမှာဆိုရင်တော့ charging station တွေရှိတယ်လို့ဒါကျွန်တော်တို့သိထားတယ်ပေါ့နော်အဲဆိုတော့တို့ကုမ္ပဏီမှာတွန်းလို့ရတယ်အဲဆိုတော့ရှိလျှောက်အလားလာဆိုရင်တော့အခုဆိုရင်တိတ်မကြခင်မှာ EV ဆိုင်ကစိတ်ယုံနေမြန်မာပြည်မှာပေါ်လာတော့မယ် အရင်ကရှိထားတာက EV ဆိုင်ကယ်စက်ရုံမရှိသေးဘူး UU C ဘိန်းပေါ့နော်တရုတ်ဆိုင်ကယ်တွေရဲ့စက်ရုံတွေပဲမြန်မာပြည်တွင်းမှာတက်ဆင်စက်ရုံတွေပဲရှိသေးတယ်အခုဆိုရင်စက်ရုံတွေစားဆောင်နေကြပြီဒါတိတ်မကြခင်မှာ EV ဆိုင်ကယ်စက်ရုံတွေပေါ်လာတော့မယ် EV ဆိုင်ကယ်စက်ရုံတွေပေါ်လာရင်ကျွန်တော်တို့ဈေးတန်းကဒါအရင်လောက်ဈေးတိတ်မများတော့တာတွေဖြစ်လာနိုင်တယ်ဈေးချူလာနိုင်တယ် ပြီးရင် license buy နဲ့လည်းရလာနိုင်တယ်။စိတ်ယုံနေရနေအကြီးအကျယ်ကျွန်တော်တို့ charging station တွေအပြင်မှာစောက်ပေးမယ်။ဒါမှမဟုတ်ရင်လည်း showroom မှာ charging station တွေပူထားပေးလာနိုင်မယ်။ဒီလိုမျိုးဆိုရင်တော့မြို့ပေါ်နေလူရန်စားဆိုရင်တော့အဆင်ပြေနိုင်တယ်။ဥပမာကျွန်တော်တို့မန္တလေးလိုမြို့ကြီးပေါ့နော်။ဥမာတောင်ကြီးလိုမြို့ကြီးနော်။ဥမာပဲခူးလိုမြို့ကြီးဥမာစတဲ့ဖြစ်ပေါ့မုံဝါလိုမြို့ကြီးပေါ့။အဲ့လိုမျိုးမြို့မြို့ပေါ်နေလူရန်စားတွေဆိုရင်တော့ charging station တွေလည်းရှိမယ်။ လျက်စက်မီမှန်မယ်ဒါမှမဟုတ်ရင်ဆိုလာရီပုံမှဈေးချိုနဲ့ဆင်လာနိုင်မယ်ဒီလိုမျိုးတွေအခွင့်အလမ်းတွေပေါ်လာမယ်ဆိုရင်တော့ EV ဆိုင်ကယ်ဈေးကိုကပိုကောင်းလာနိုင်တယ်ဒါအခုဆိုရင်ဒါဆိုင်ကယ် EV ဆိုင်ကယ်စရုံတွေလည်းဒါအခုတိတ်မကြခင်မှာပေါ်လာတော့မယ်အခုဆိုရင်ဒါစစောက်နေကြပြီဖြစ်တဲ့အတွက်ရေရှည်မှာတော့ဒါတော်တော်ကကျွန်တော်ပြောတဲ့အချက်တွေနဲ့ပုံမှန်ကန့်ညီမယ်ဆိုရင်တော့ EV ဆိုင်ကယ်တွေကပုံမှန်အတုံးများလာနိုင်ပါတယ်အဓိကတော့ EV ဆိုင်ကယ်က မြို့ပေါ်နေလူဟန်စာမြို့ပေါ်ပဲထထောထလာသွားမယ်ဆိုတာအရန်အဆင်ပြေတယ်စီဖို့အရန်တက်တာတယ်နော် highway သွားနေကြလူတွေဆိုရင်တော့ကြိုက်မှာမဟုတ်ဘူးကြိုက်မှာမဟုတ်ဘူးနော် highway အမြင်မောင်းနေကြလူတွေဆိုရင်တော့ကြိုက်မှာမဟုတ်ဘူးနော်သူက highway မောင်းလို့တိတ်မရအောင်ဘာလို့လဲဆိုတော့ EV ဆိုင်ကယ်အများစုကမိုင်ပေးထားတာမိုင်40ဝင်းကျင်မိုင်50မိုင်60ဇီးတန်းပေါ်မှာမူဒီမှာမိုင်80တိပေးရည်လည်းရှိတယ်ချို့ဇီးတန်းကောင်းတဲ့ဟာတွေဆိုရင်အဲ့ဒါဆိုတော့သူက limit ဖြစ်နေတာပေါ့နော် limit ဖြစ်နေတယ်အဲ့ဒီအတွက်နော်တချို့ EV ဆိုင်ကယ်တွေမိုင်နေတာဆိုရင်တော့ highway မောင်းလို့မရအောင်နေဒီတာတွေဥပမာကျွန်တော်ရွာဘက်တွေပေါ့ရွာဘက်တွေတို့ highway အမြင်မောင်းနေကြအလုတ်သွားအလုတ်ပြန်လောက်ရမဲ့သူတွေဆိုရင်တော့ EV ဆိုင်ကယ်ကိုကြိုက်မှာမဟုတ်အဲဒါဆိုတော့ကျွန်တော်တော်တော်ကပြောထားတဲ့အချက်တွေနဲ့ကန့်ညီမဲ့ဟာတွေဆိုရင်တော့ဒါလုံးဝ EV ဆိုင်ကယ်ကပိုပြီးမှပိုးတဲ့ဈေးကွက်ပိုကောင်းလာနိုင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်เนาะအဖြေလေးရမယ်ထင်ပါတယ်เนาะကျေးဇူးတင်ပါတယ်ခင်ဗျာ